ကဲကျမတို့ဆိုင်းပွင့်ပြီးရောင်းမယ်ဆိုရင်တောင်မှဝက်ဝက်ွယ်ရောင်းရမယ်ဝက်သားထုတ်ထုတ်လုံးนี่လေးမျှဝေပေးပြန်စီရှင် မကတော့ကျမစားခြင်းနဲ့အပိုင်းလေးတွေရွေးဝယ်လာပါတယ်ရှာရဲ့နရွက်ရဲ့နှုတ်သီးလေးရဲ့ပါသူတို့ကိုရှာလကားရင်းနဲ့ဖွေးတန့်နေအောင်စိတ်ပြီးသွားပြီဆိုရင်ပဲငံပြရဲ့အပြည့်အကျဲစားချက်သားမော်ချက်သွန်ပြူခြင်းတပြားရိုက်ထားတာလေးထည့်ပြီးတော့မှတခြားလေးနှမ်းဆက်အောင်နှစ်ထားပေးလိုက်ပါမယ်ပြီးရင်တော့ကျမတို့နိုင်ဝဲလောက်နှက်ထားပေးလိုက်ပါမယ်ကျမတို့တခြားလေးကိုညိုသီးအထိလှော်ထားပေးလိုက်ပါမယ်ဒီနေရာမှာအချိုကြိုက်မကြိုက်ပုံမူတည်ပြီးတော့လိုတူပိုလျှော်လုပ်လို့ရပါတယ်ပြီးရင်အရသာနေထားတဲ့ဝတ်သားလေးတွေထည့်မယ်နနက်ပွင့်လေးထည့်ပြီးတော့မှကျမတို့နနာလေးလုံးထားပေးလိုက်ပါမယ် ။ကဲအခုလိုမျိုးရေလေးခန့်သွားအောင်နနာလေးလုံးမိသွားပြီဆိုရင်ရင်နွေးလေးလိုတလောက်ထည့်ပြီးတော့မှပျော်အိုးလေးတည်ထားပေးလိုက်ပါမယ်။ပျော်အိုးလေးတည်ထားတဲ့အချိန်မှာဝတ်သားထုတ်ထွင်းနဲ့တွဲဆဖို့အချင်းလေးဆက်ပါမယ်။မကြီးကြီးထည့်မယ်၊ချီလီဆော့စ်ထည့်မယ်၊ထညက်ထည့်မယ်၊ကြက်သွန်ပြူနဲ့ငရုတ်သိမ်းထောင်းထားတာထည့်မယ်၊ဒကြားထည့်မယ်၊အချုံမုံစား၊ငံပြားရည်လေးထည့်မယ်၊ပြီးရင်ရေလေးလိုတလောက်ထည့်ပြီးတော့မှကျမတို့တည်ထားလိုက်ပါမယ်။အရသာရောအပြည့်ကျဲရောကိုယ်စိတ်ကြိုက်ဖြစ်ပြီးဆိုရင်ရပါပြီ။ကဲပြုတ်ထားတဲ့ဝတ်သားလေးတွေလည်းနူးလာပြီဆိုရင်တော့ကျမတို့ဆယ်ပြီးတော့မှအခုလိုအနေတော်လေးတွေလှည့်ဖြတ်ထားပေးလိုက်ပါမယ်။ဝတ်သားရဲ့အရသာလည်းလုံးဝရှယ် သလိုအချင်းအားလည်းလုံးဝထိမိနေတာမို့တငယ်ချင်းတွေဆုံပြီးတော့ပဲဆားဆားမိသားစုလိုက်အိမ်မှာပဲဆားဆားလုံးဝအဆင်ပြေစီမှာပါ။အမကတော့ကျမရဲ့ထိမိနေတဲ့ဝတ္ထုထုတ်လေးကိုဆက်ပြီးတော့စားလိုက်ပါအောင်မယ်ရှင်။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးပါရှင်။